အားလုံးမမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်အတွင်းမှာ CONCACAF ဇုံကနေကျင်းပကျင်းပတဲ့ Nation League ပြိုင်ပွဲဟာအခုဆိုရင် quarter final ကိုရောက်ပြီဖြစ်ပါတယ်ဗျာအာဆတ်တိုက်တဲ့က sorry တဲ့တဲ့မှာပါလာပြီးတော့တိတိကျကျပြောရရင် go cut လို့အမည်ပေးထားတဲ့ဒီပြိုင်ပွဲဟာဂျွန်လ14ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီးတော့ဇူလိုင်လ9ရက်နေ့ဆိုရင်ဘောလုံးပွဲကစားပြီးတော့ပြီးပါပြီဗျာ စုစုပေါင်း16တင်းပါဝင်ခဲ့ပြီးတော့16တင်းကို ABCD အုပ်စု၄အုပ်စုတအုပ်စုကို၄တင်းနဲ့ခွဲပြီးတော့ကစားခဲ့ရပါတယ်။အုပ်စု A ကပထမဒုတိယရတဲ့2တင်းတည်အုပ်စု D ကပထမဒုတိယရတဲ့2တင်းနဲ့တွေ့တယ်။အုပ်စု B နဲ့အုပ်စု C ထိတိုက်တွေ့ပါတယ်ဗျ။ပုံမှန်မြင်တွေ့နေကြ ABCD ထိတိုက်တွေ့တာမျိုးမဟုတ်ဘဲနဲ့ A နဲ့ D C နဲ့ B ဆိုပြီးတော့ထူးခြားတာလေးတခုတော့တွေ့ရပါတယ်။ ပနမနဲ့ဟွန်ဒူရက်ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်နောက်နေ့မနက်9:45မိနစ်မှာဖြစ်ပါတယ်။ပထမအသင်းဒီကမ္ဘာအဆင့်33နေရာမှာရှိပါတယ်။ဟွန်ဒူရက်အသင်းဒီကမ္ဘာအဆင့်85နေရာမှာရှိတာဖြစ်ပါတယ်။ပထမအသင်းကိုကြည့်တဲ့အခါအုတ်စုစီမှာအုတ်စုပိုဖြစ်ခဲ့တဲ့အသင်းပြဆွေပေါင်း3ပွဲကစားတဲ့3ပွဲလုံးကိုသူနိုင်ခဲ့ပါတယ်။ပထမရဲ့ဒီအုတ်စုတွင်ပြိုင်ပွဲတွေကိုပြန်ကြည့်တဲ့အခါပထမအုံဆုံးပွဲစဉ်တက်မှာဂွာဒီလုအသင်းနဲ့သူတွေ့ခဲ့ရတယ် ကွာလလုံးတီ FIFA ranking ထဲမှာအဆင့်သတ်မှတ်ပေးခြင်းမရှိပါဘူး။ဘာကြောင့်မရှိတာလဲဆိုတော့ဒီနိုင်ငံဒီအသင်းဒီပြင်သစ်ရဲ့ကိုလိုနီအဖြစ်အခုအချိန်ထိရှိနေတုန်းဖြစ်တဲ့အတွက် FIFA ဒီပြင်သစ်ကို ranking သတ်မှတ်ပေးလိုက်တဲ့အခါကွာလလုံးတီပြင်သစ်ပိုင်နေမြေလို့ယူဆထားတဲ့အတွက်အဆင့်သတ်မှတ်ပေးခြင်းမရှိတာဖြစ်ပါတယ်။အဲ့ဒီပွဲမှာပထမအသင်းက body check 1 pound 40ပေးခဲ့ပြီးတော့ကိုပေါင်းကြီးက3 pound 60ပေးခဲ့ပါတယ်။ငါးဘူး2ဘူးနဲ့သူအပေါ်ဆုံးအောင်ခဲ့ပါတယ်။ ပွဲစဉ်နှစ်မှာတော့ကမ္ဘာအဆင့်106မှာရှိတဲ့ဂွာဒီမာလာနဲ့သူတွေ့တယ်။ဘော်ဒီဂျေ1ပေါင်း10ပေးတယ်။ကိုပေါင်းဂျေက3အပေါင်း90ပေးပြီးတော့တကယ်ပွဲကစားတဲ့အခါ10ဆိုတဲ့ရက်လက်နဲ့ပနမအသင်းကအနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ်၃မှာတော့ကမ္ဘာအဆင့်63နေရာမှာရှိတဲ့ဂျမေကာအသင်းနဲ့ကစားရပါတယ်။ဘော်ဒီဂျေတရင်အနုတ်20ပဲပေးခဲ့ပြီးတော့ကိုပေါင်းဂျေက2အနုတ်30ပဲပေးခဲ့ပါတယ်။အဲ့ဒီပွဲမှာလည်းပနမဟာ4-1ဆိုပြီးတော့အနိုင်ရရှိခဲ့ပါတယ်။ အုပ်စုတွင်းမှာသုံးပွဲကစားတဲ့သုံးပွဲလုံးနိုင်တယ်စုစုပေါင်းရောက်ကို10ကိုအထိရှိခဲ့ပြီးတော့ပနမအသင်းရဲ့ပထမပိုင်းတွင်းကိုဟာ10ကိုအထိတောင်ရှိခဲ့ပါတယ်ဒီနေရာမှာအုပ်စုသုံးပွဲမှာပနမပေးခဲ့တဲ့ဂျေးတွေကိုလိုက်ကြည့်တဲ့အခါပနမအသင်းဒီအုပ်စုတွဲမှာဖွင့်ပေးခဲ့တဲ့ body ဂျေးသုံးပွဲလုံးဒီမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိခဲ့ဘူးဆိုတဲ့အချက်ကိုသွားတွေ့ရပါတယ်ဟိုလူရက်စ်ကတော့အုပ်စု B မှာပါဝင်နေပြီးတော့ပွဲစဉ်1ကိုအင်ရှင်ကနေဒါနဲ့တူတွေ့ပါတယ် ကနေဒါသင်းဒီကမ္ဘာအဆင့်30မှာရှိတဲ့အသင်းဖြစ်ပြီးတော့အဲ့ဒီပွဲမှာကနေဒါကနေတက်နှုတ်90ဗောလီချေးပေးပါတယ်ဂိုးပေါင်းချေးက3အပေါင်း90ပေးပါတယ်အဲ့ဒီပွဲမှာတော့ Honduras ဟာကနေဒါသင်းကို6-9ပြတ်ရှုံးခဲ့ပါတယ်ဒုတိယပွဲမှာကျတော့ကမ္ဘာအဆင့်81နေရာမှာရှိတဲ့ El Salvador နဲ့သူကစားရတယ် Honduras သင်းကနေဗောလီချေး1-90နဲ့ဂိုးပေါင်းချေးက2-0ပေးခဲ့ပြီးတော့2-0နဲ့သူနိုင်ခဲ့ပါတယ် တတိယပွဲမှာကြတော့ကမ္ဘာအဆင့်60မှာရှိတဲ့ကာရာကောအိုနဲ့သူတွေ့ခဲ့ပါတယ်။ဟွန်ဒူရက်စ်တင်းဒီအဲ့ဒီပွဲမှာဘော်ရီဂျေတရင်နှုတ်50ပေးခဲ့ပါတယ်။ကိုပေါင်းဂျေကနှစ်အနှုတ်50ပေးခဲ့ပါတယ်။2-1နဲ့သူနိုင်ခဲ့ပါတယ်။အုပ်စုတွဲမှာစုပေါင်းရောက်ကို၄ကိုရှိခဲ့ပြီးတော့ပထမပိုင်းအတွင်းကို2ကိုသွင်းပါတယ်။ဒုတိယပိုင်းအတွင်းကို2ကိုသွင်းခဲ့ပါတယ်။ကနေဒါလက်သင်းထဲကိုပေးခဲ့တဲ့ဂိုးတွေကိုဖယ်လိုက်ရင်ဒီအသင်းဟာဒုတိယပိုင်းမှာခန်းစစ်ပိုကောင်းတဲ့အသင်းလို့အဆက်သက်တွေရကျွန်တော်တို့ယူဆလို့ရပါတယ်။ ဒီဘက်နဲ့ဖွင့်ပေးထားတဲ့စတဲ့ကြီးမှာပနမတင်းကနေ body ကြီး1အပေါင်း30ပေးခဲ့ပြီးတော့ကိုပေါင်းကြီးက2အနှုတ်60ဆိုပြီးတော့ပေးပါတယ်ဗျာအခုညနေမြန်မာစံတော်ချိန်3နာရီမိနစ်40အချိန်မှာပနမတင်းကနေ body ကြီး1ပေါင်း85နဲ့ကိုပေါင်းကြီးက2အနှုတ်20ဆိုပြီးတော့ပေးလာတာတွေ့ရပါတယ် body ကြီးရောကိုပေါင်းကြီးရောဒီကျဆင်းလာတာကိုတွေ့ရပါတယ်အဲ့တော့ကမ္ဘာအဆင့်30မှာရှိတဲ့ Asian Canada တင်းဒီ Honduras ကို1အနှုတ်90 body ကြီးပေးခဲ့တယ်ဆိုရင် ဒီပြိုင်ပွဲမှာဒီပွဲမှာပနမာဟွန်ဒူရက်စ်ကိုကမ္ဘာ့ဆင့်33မှာရှိတဲ့ပနမာသည်ဟွန်ဒူရက်စ်ကိုတကယ်ပေးရမယ့်ကြေးသည် 1D ဝင်ရိုးနဲ့တော့ပေးတဲ့နယ်လို့ကျွန်တော်တို့ယူဆပါတယ်။ What is to us မှာကြတော့ပနမာအနိုင်ကို1.65ပဲပေးထားပါတယ်ဗျ။ဟွန်ဒူရက်စ်အနိုင်ကိုတော့5.29နဲ့တရေကျရင်3.95ဆိုပြီးတော့ပေးထားတာတွေ့ရပါတယ်။တရေမကျနိုင်တဲ့ကြေးလို့ကျွန်တော်ယူဆပါတယ်။ပြီးတော့ဒီပွဲမှာပေးထားတဲ့နှစ်ဖက်သွင်းကို Bolton to score yes or no ကြိုက်တဲ့ဘက်ကနေအတူတူပဲဒီအဆပဲရမှာဖြစ်ပါတယ်။ နောက်တစ်ခုကမိနစ်60အတွင်းမှာပနမသင်းသည်ပထမပိုင်းမှာလည်းဂိုးတကူရသွားနိုင်တယ်ဒုတိယပိုင်းမှာလည်းဂိုးတကူရသွားနိုင်တယ်ဆိုတဲ့ကြေးကိုဖွင့်ထားတာတွေ့ရပြီးတော့မိနစ်60အတွင်းမှာဟွန်ဒူရက်စ်သည်ပထမပိုင်းရောဒုတိယပိုင်းမှာပါဂိုးရဖို့ရုန်းကန်ရလိမ့်မယ်လုံးဝဂိုးမရနိုင်ဘူးဆိုတဲ့ကြေးပြိုးကိုတောင်ဖွင့်ပေးထားတာတွေ့ရပါတယ်ဗျအဲ့တော့ဒီပွဲမှာရွေးချယ်မှုမလုပ်ခင်မှာဒီပွဲအတွက်ဘူဆွဲဖို့ရေပန်းစားနေတဲ့အသင်းကိုတွတ်ကြည့်တော့မက္ကဆီကိုသင်းသည်လက်ရှိချန်ပီယံဒီပြန်ပွဲမှာလည်းဒီအသင်းဟာဘူဆွဲဖို့နံပါတ်1နေရာကနေရေပန်းစားနေတယ် သူ့အမအင်ရှင်ယွဲ့စိတင်းရှိတယ်ကနေဒါတင်းရှိတယ်ပနမအတင်းတည်နံပါတ်၄နေရာမှာသတ်မှတ်ပေးခြင်းခံရရတယ်ကျွန်တော်ဘာကြောင့်ဒီဟာကိုသွားကြည့်လာလဲဆိုတော့ပနမပေးထားတဲ့ body ကြေးတွေဒီအုပ်စုမတွေကမမှန်ခဲ့တယ်လို့ဒီဘက်မှာလည်းမမှန်ဘူးလို့ကျွန်တော်ထပ်ယူစားတယ်အဲ့တော့ပနမကိုဘယ်လို ranking မျိုးသတ်မှတ်ပေးထားတာလဲဆိုတော့သိကျင်လို့သွားကြည့်တော့ဒီအတင်းဟာ semi final ကိုရောက်မယ်ဆိုတဲ့ ranking သတ်မှတ်ပေးခြင်းခံထားရတာတွေ့ရတယ်ဆိုတော့ဒီဘက်မှာ body ကြေးမမှန်ပေမဲ့ကျွန်တော်ပနမအတင်း body တကြောင်မဲ့ကျွန်တော်ကြိုက်တယ်ဗျာ ကိုအောက်ကတော့ 2D ဝင်ရိုးတွေဒီကျွန်တော်တို့အတွက်အကျိုးအမြတ်ရဖို့တော်တော်လေးနည်းတယ်။တခါလေလေဒီ 2D ဝင်ရိုးတွေကနှလုံးကိုတော့တရားပေါက်ရောက်ပြီးတော့အကောက်ရှုံးသွားတာမျိုးကိုဘောကိုအောက်တမောတဲ့ဖြစ်တတ်တဲ့အတွက်ဒီပွဲမှာကိုအောက်ထက် body တစ်ကြောင်းလဲကိုပဲကျွန်တော်ရွေးချယ်ပါတယ်။ပနမသင်း body ဖြစ်ပါတယ်ဗျ။နောက်ဆက်တယ်မှာနောက်ဗီဒီယိုနဲ့တူပြန်တွေ့ပါမယ်ဗျ။စိတ်ဝင်စားတဲ့သူတွေကျွန်တော်အောက်မှာ comment မှာ link ပေးထားပါတယ်။ကျွန်တော်တို့ကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကိုရောင်းပွဲတွေကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကို Telegram တွေကို နောက်ဗီဒီယိုကိုဘယ်မှာသွားကြည့်ရမလဲဆိုတော့ link ကိုကျွန်တော်ပေးထားပါတယ်။အဆုံးထိလိုက်ကြည့်ပေးကြကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးအများဆုံးအေးကြပါစေ။အာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ။